မြန်မာနိုင်ငံတော်ကရေကြီးရေရှမ်းမှုများယခုဗီဒီယိုမှာဖော်ပြထားတဲ့ရေကြီးရေရှမ်းမှုများကတော့မြန်မာနိုင်ငံတော်ကဂျွန်လ17ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ရေကြီးရေရှမ်းမှုများပဲဖြစ်ပါတယ်မြန်မာနိုင်ငံတော်မှာမိုးကြီးပြီးတော့ရေကြီးရေရှမ်းမှုများဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသမြန်မာရန်ကုန်ဌာနဝက်ဘိတ်ကနေအကြံဉာဏ်ခါခါတင်ပြီးတော့သတိပေးခဲ့ပါတယ်ဒီဗီဒီယိုကတော့တောင်ကြီးမြို့မှာ ရေကြီးနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်တောင်ကြီးဆိုတဲ့အတိုင်းပဲ တောင်တွေကနေဈေးကျလာတဲ့ရေတွေကအမတန်မကိုကြောက်စရာကောင်းပါတယ်ဒီဗီဒီယိုကတော့မြန်မာနိုင်ငံအောက်ပိုင်းမှာရေကြီးနေတဲ့မြင်ကွင်းဖြစ်ပါတယ်ဂျေရီယာလူတရက်လောက်ထိကြီးလာလို့ဂျာခင်းထဲကိုလှဲနဲ့မသွားပဲ လေနဲ့သွားပြီးတော့နှမ်းရိတ်နေရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဒါတော့တက်တုံကင်းကရေကြီးနေလို့အရေးပေါ်ဆယ်ယူနေခြင်းဖြစ်ပါတယ်။အစက်ထဲမှာပဲမိုးလေဝသမြန်မာရန်ကုန်ဌာနဝယ်ပိတ်ကတင်ထားတဲ့ဒီလ24ရက်နေ့အထိမိုးကြီးနိုင်နေဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါအောင်မယ်။မိုးကြီးခြင်းနဲ့ဘောတက်လေပြင်းတိုက်ခတ်ခြင်းသတိပေးချက် 1389ခုနေုံလာပြီးကျော်တရက်2025ခုနှစ်ဇွန်လ17ရက်ဒီနေ့မြန်မာစံတော်ချိန်9:30မိနစ်အချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရအနောက်တောင်ဘက်တုံလေအားကောင်းရာမှအားလွန်ကောင်းလာနိုင်မှုကြောင့်ယနေ့မှစ၍24ရက်6လ2025ရက်နေ့တွင် နေပြည်တော်စကိုင်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရော်ရီတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ချမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာနံပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးသည်ထန်ခြင်းဒေသလိုက်မိုးကြီးခြင်းနဲ့မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည်တနအီလ35မိုင်မှမိုင်60အထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ် တို့ဖြစ်ပါ၍ပြည်သူလူထုအနေဖြင့်မောရတောင်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးခြင်းမြေပြိုခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အအုံများတစ်ပင်တစ်ကိုင်းများဖိုင်ဘာလိုင်းနဲ့လင်းစစ်ဓာတ်အားလိုက်များပြိုကျရိုင်းနေခြင်းစသောသဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေတာများနေတွင် နေထိုင်ကြသူများနေဖြင့်မုန်ကျိုးပစ်ခြင်းနဲ့မြေပြိုမှုအန္တရာယ်ကို၎င်းမြမကာယရန်တစ်ချက် မြင့်ငယ်ချောင်းငံအနည်းနဲ့မြေနိုင်ပိုင်းတွင်နေထိုင်ကြသူများနေဖြင့်လေပြင်းအနေရနဲ့လက်တပြတ်ရေကြီးရေချမ်းမှုအနေရတို့ကို၎င်းကြိုတင်တရေပြုတ်နိုင်မာရန်နဲ့စိုက်ပြုံးမွေးမြူတောင်သူများပါဝင်ပြည်တွင်လေချောင်းပြန်တန်းရေးပြည်တွင်ရေချောင်းသွာလာရေးမြမကံယူရန်တစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့ရှိဂျာနီကံဝေးငါးဖမ်းရေရင်များဆက်လက်များတင်မောင်းများအနေဖြင့်လည်းတရေပြုတ်ရှောင်ရှားနိုင်မာရန်တရေပေးထုတ်ပြန်တင်ပြအပ်ပါတယ် တဘာပေးအပ်နေတော့မှကင်းလွတ်ငြိမ်အေးကြပါစေ။ထူးခြားမိုးလေဝသတရေများအားအချိန်နဲ့တပြေးညီသိရှိနိုင်ပါရန်မိုးလေဝသမြန်မာရန်ကုန်ဌာနဝက်ပိတ်အား follow ပြုလုပ်ထားနိုင်ပါလေ။ဒေါက်တာဆန်းကွန်အားကစီမံညွှန်ကြားရေးမှူးမြန်မာနိုင်ငံကိုစားပြုဌာနမိုးလေဝသမြန်မာဒါတော့မိုးလေဝသမြန်မာရန်ကုန်ဌာနဝက်ပိတ်ကနေတင်ထားတာကိုဖတ်ပြပေးတာပါ။အဲဒါကြောင့် မြန်မာနိုင်ငံတဝမ်းလောက်မှရှိတဲ့ပြည်သူများရေကြီးနိုင်ခြင်းကိုအထူးသတိထားကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်အားလုံးပဲဘေးပြရယ်ဝေးကွာကြပါစေဗျာ